วิธีหมอกปายมีกุนเซนเตนัมเบอร์1 32บงจินเลกงดอฮูซูลิชิจายาสาภีปกกูติ32บงจินเลปุบาตะลอจองปยาภีซูยวย32บงด้วยอลนเซนเจตูรุณีทายาบงชิบากะอสินจาจาชินลินเจเนตกวาภีซูบา 32ပုံကျင်လည်ကုန်သောဟူဆိုလေးရှိကြရာစာဖြေပုဂ္ဂိုလ်သည်32ပုံလုံး၌ကျင်လည်ဘူးခြင်းမရှိပါအဘယ်ကြောင့်ဆိုသော32ပုံအနက်တုတ်တာဝါဒ5ပုံသည်စင်ကြယ်ကုန်သောအနာဂံနှင့်ယဟန္တာတို့သာနေထိုင်ရာပုံဖြစ်၍တုတ်တာဝါဒဖူးမရဟုသောစကားနှင့်အညီစာဖြေသူပုတုရှင်ပုဂ္ဂိုလ်အနေဖြင့်ကျင်လည်ဘူးခြင်းမရှိပါ တုတ်တာဝါဒ9ပုံကျင်သော26ပုံ၌သာကျင်လည်ဘူးမည်ဖြစ်ပါသည်32ပုံတွင် အလွန်စင်ကြယ်သူတို့ နေထိုင်ရာပုံရှိပါသည်ချစ်ခြင်းမုံခြင်းကာမရာဂနုတယပဋိကနုတယတို့မရှိတဲ့ဖြစ်အလွန်စင်ကြယ်တော်မူသော အနာဂံနှင့်ယဟန္တာတို့ဤနေထိုင်ရာဖြစ်သောတုတ်တာဝါဒ၅ပုံပင်ဖြစ်ပါသည်တုတ်တာဝါဒ၅ပုံကို အစဉ်ကြကြဖြစ် ရှင်းလင်းချက်နှင့်တကွာဖြစ်ဆိုရသောအဝိဟာဘုံအနေငယ်သောကာလ၌မိမိဣတရာကိုမဆွတ်တတ်သောကြောင့်အဝိဟာမိသောပြမတို့ဤနေရာဘုံ အတ္တပါဘုံတစုံတစ်ခုသောအကြောင်းဖြစ်မပူပန်တတ်သောကြောင့်အတ္တပါမိသောပြမတို့ဤနေရာဘုံတုတ္တတာဘုံတင့်တယ်ကောင်းမြတ်သောကိုရံကိုဝါရှိ၍ချမ်းသာသည်ဖြစ်ကြည့်ရှုအပ်သောကြောင့်တုတ္တတာမိသော မြတို့ဤနေရာဘုံတုတ္တိဘုံတဲခြေတလိတ်တွေးပြီးအဆရှိသောဘေးကင်းလည်းရအလွန်စင်ကြဲသောသက္ခုဝိညာဉ်ရှိတဲ့ဖြစ်ချမ်းသာစွာမြင်နိုင်သောကြောင့်တုတ္တိမြေသောမြမတို့ဤနေရာဘုံအာကနိဋ္ဌာဘုံလွန်ကဲသော စီစိန်ကုံတိန်ရှိတဲ့ဖြစ် စီစိန်ကုံတိန်တင်းငယ်မှုမရှိသောကြောင့်အာကနိဋ္ဌာမြေသောမြမတို့ဤနေရာဘုံတို့ဖြစ်ပါသည်နံပါတ်2 သူတို့ကိုကြောက်စရာမလိုတော့လေဗုဒ္ဓဘာသာဝင်မှန်လည်းရင် သူတို့ရှိကြောင်းကိုလက်ခံရမည်ဖြစ်တော့တစေတရေဟူသည်အဘယ်ကဲ့သို့ပုဂ္ဂိုလ်မျိုးဖြစ်ပါသည်။ယင်းတို့ဤပါဠိအမည်နှမျိုးနှစ်တကွာရှင်းလင်းတင်ပြခဲ့ပါ။တစေတရေဟူသည်မှာ တွေ့ဟိအောမက ကုတုကံကြောင့်အာဟိကုတလဝိဘဥပိ္ပခာတန္တိရဏစိတ်ဖြင့်ပဋိတန္တိနေသောသူကတိအာဟိပုဂ္ဂိုလ်မျိုးဖြစ်ပါသည်ယင်းတို့ဤပါဠိအမည်နှမျိုးကိုရှင်းပြရသောယင်းတို့သည် တကူကြီးမာသောယုတ်ကဆူဘုံမဆူနတ်တို့ကိုမိ၍နေကြရသောကြောင့်ဘုံမတိတနဟု အမည်တွင်ကြပါသည် ထိုနတ်တို့သည်မိမိကိုယ်ပိုင်ပုံပိမ့်မှန်များမရှိကြဘဲ တော်ခြုံပုံများ၌သာမိကိုကဲ့ရဲ့၍စင်းရဲစွာနေကြရ၏ထိုကဲ့သို့ချမ်းသာအပေါင်းမှ၍လျော်တကင်းကွာတတ်သောကြောင့်ဘုံမတိတဖြစ်သောသစေတရေစသောနတ်တို့သည်ဝိနိပါတိကအတုရာလည်းမြည်ကြပါသည်နံပါတ်3ကာယဝစီမနောဒွါရ3ပါးတို့ကိုယုံနာအားဖြင့်ခွဲခြားတင်ပြ၍ လိညာယုံမြအဖြစ်အပေကြမကြအကြောင်းပြဆုံးဖြတ်ပါယုတ် द्वारा ကာယ द्वारा နဲ့ဝစီ द्वारा နန် द्वारा မနော द्वारा လိညာယုံမြအဖြစ်အပေမကြနိုင်ပါ အကြောင်းမှာ သူတပါအကျိုးပျက်စီးအောင်ပြောတော်မူတာဝါဒကမ္မပဋ္ဌအပေလာခြင်းဤအကြောင်းကံမြောက်သည် သူတပါအကျိုးစီးပွားမပျက်စီးတော်မူတာဝါဒသည် ကမပထမမြောက်ကန္တာမီသည်ထို့ကြောင့်လညာယုံမြဖြစ်အပေမကြနိုင်ပါနံပါတ်၄စာဖြေပုဂ္ဂိုလ်အဘိဓမ္မာတင်ဒန်းတရား၌ဖြစ်ပေါ်သောစေတနာကိုပုံညာကရိယာ၁၀ပါးတို့တွင်သင်ရာတို့တွင်ပြ၍လူဒန်းပေးကမ်းမှုသီလစောက်တည်မှု စသည်ကိုဗုဒ္ဓဘာသာဝင်သူတော်စင်တို့အစင်မပြက်ပြုလုပ်လျက်ရှိကြရာယင်းအတွက် အလွန်အကျိုးတရားကြီးမားအောင်ပြုလုပ်ဤကိုလည်းတင်ပြခဲ့ပါ စာဖြေပုဂ္ဂိုလ်အဘိဓမ္မာတင်ဒန်းတရား၌ဖြစ်ပေါ်ဖြစ်ပေါ်သောစေတနာကိုအပြည့်မရှိသော အတ္တစသည်ကိုကြားနာကြောင်းဖြစ်သော စေတနာဖြစ်၍ဓမ္မတာဝနာ၌ပင်တွင်อยู่ရပါမည် လူတန်းပေးကမ်းမှုဒီလဆောက်တီမှုစသည်ကို အလွန်အကျိုးတရားကြီးမားအောင်ပြုလုပ်နည်းလူတန်းပေးကမ်းမှုဒီလဆောက်တီမှုစသည်ကုတုပြုစဉ်ကမ္မတကတဉာဏ်နှင့်လက္ခဏာယဉ်၃ပါးကိုစင်ကျင်သောဝိပဿနာဉာဏ်တစ်မျိုးမျိုးပါဝင်သောအလောဘအဒေါသအမောဟဟိတ်၃ပါးနှင့်ရှင်သောတိဟိတ်ကုတုဖြစ်အောင် ပြုလုပ်ရပါမည် ထို့အပြင်အကျဉ်လူဒန်းပေးကမ်းမှုဒီလာဆောက်တည်မှုစသည့်ကုသိုလ်ကိုပြုသောအခါရှေးအဖို့နောက်အဖို့တို့၌ကုသိုလ်ကံတို့သည်ခြံရအာ၏နောင်ကာလ၌လည်းအဖန်တလဲလဲမိဝဲခြင်းလိလာခြင်းကိုပြုအပ်လျရဲ့ရှေးရောနောက်ပါကုသိုလ်ခြံရန်သောဩက္ကဋ္ဌကုသိုလ်ဖြစ်အောင် ပြုလုပ်ရပါမည် ထိုတို့လည်းညာနှင့်ရှင်၍ရှင်းနောက်နှစ်တန်းကုတုချံရံသောတိဟိဥက္ကဋ္ဌကုတုဖြစ်အောင်ပြုခြင်းဖြင့်အလွန်အကျိုးတရားကြီးမားမှုရရှိနိုင်မည်ဖြစ်ပါသည်နံပါတ်5တတဝမှန်လျင်ယုံနာနှစ်ရက်တွဲဆက်လျက်ရှိမှသာတဘာဝကြသည်ဟုထင်မြင်ချက်ရှိခဲ့ရာယုတ်ကြီးတက်တက်ရှိသောတတဝါ နန်ကြီးတသက်ရှိသောတတဝါတို့ရှိနေခြင်းအတွက်အယူမခက်ရအောင် အကြောင်းနှစ်တကွာရှင်းလင်းတင်ပြခဲ့ပါယောဂီတတရှိသောတတဝါဟုသည်တညာသည်အနာယောဂာတိတညာသည်အိုင်အမာတိအစရှိသောနီးဖြစ်ဖြစ်စေစိတ်သည်ဆက်ဆုပ်ဖွယ်တိစိတ်သည်ဆက်ဆုပ်ဖွယ်အကျင့်ရှိဤအစရှိသောနီးဖြစ်ဖြစ်စေ နန္တရာတို့ဤဖြစ်ခြင်း၌အပြစ်ကိုရှုတဖြစ်၎င်းနန္တရာတို့ဤမဖြစ်ခြင်း၌မြတ်သည်ဤအဖြစ်ကိုဆုံးဖြတ်တဖြစ်၎င်းပင်စမဆန်ဤအာယုံဖြစ်သောဝါယောကတိုင်း၌အချို့ဇရာတို့ဤအလိုအားဖြင့်ပရိသနာကအာကာအာတာကတိုင်း၌တင်ညာဝိရာဂဘာဝနာကိုပွားစေခြင်းဖြင့်ယတင်ယထိုက်သော အတေညတ်တပ်ပုံ၌နန္တရားတို့ဤမဖြစ်ခြင်းသဘောတို့ ရောက်စေခြင်းဤအစွမ်းဖြင့်နန္တရားတို့ဤကင်းခြင်းကို ဖြစ်စေတတ်သောဘာဝနာကိုပွားများသောကြောင့်အတေညတ်တပ်ပုံ၌ရုပ်ကြီးတသက်ရှိသောတတဝါဖြစ်ရပါသည်နန်ကြီးတသက်ရှိသောတတဝါသည်အရူပပြမတို့အားယုတ်၌တက်ခြင်းခင်သောရူပဝိရာကဘာဝနာဤအစွမ်းဖြင့် ိုအရူပပုံ၌အချင်းခတ်သိရုပ်ဖြစ်ခြင်းမရှိသောကြောင့်နံကြီးတသက်ရှိသောတတဝါဖြစ်ရပါသည်၄၀နှစ်နံပါတ်၁လူသုံးဝေါ်ဟာရတွင်တွင်ကျဲနေသောမြမမဟာမြမဟူသောဝေါ်ဟာရတို့ကိုတိကာရှင်ကမြည်သူဖွင့်ဆိုထားပါသည်။ရေးပြ၍လူသားပြမနာတိုင်းမြမဖြစ်နိုင်မဖြစ်နိုင်ကိုလည်းကြိုးចောင်းဖော်ပြ၍ဖြစ်ဆိုပါ ပြမစံအပိညာအစရှိကုန်သော ထိုထိုကုန်အထူးတို့ဖြစ်ကြီးပွားတတ်သောကြောင့်ပြမမိပါသည်မဟာပြမစံစသောထိုထိုကုန်အထူးတို့ဖြစ်တိုးပွားကုန်သောကြောင့်၎င်းပြမပါရိတ္တစပြမပုရောဟိတတို့ထဲအစင်းလှခြင်းအသက်ရှိခြင်းစသောဂုံတို့ဖြင့်ကြီးကျယ်မြင့်မြတ်ဂုံတို့ကြောင့်၎င်းမဟာပြမမိပါသည် လူသားဗျမနာတိုင်းဗျမာမဖြစ်နိုင်ကြပါအဘယ်ကြောင့်ဆိုတော့ဒုက္ကတိအဟိနေဒွိဟိလူတို့သည်အမောဟဉာဏ်ကင်းသော ပရိတန်တေဝိပကတာမြစ်တော်ကြောင့်ဘဝတိအခါဆံရအောင်မစွမ်းနိုင်ကြ၍နောင်ဘဝ၌ဗျမာမဖြစ်နိုင်ကြပါ တိဟိတ်လူသားတို့သာဆံရနိုင်၍ယခုဘဝဆံရအောင်ကြိုးစားအားထုတ်ပြီးထိုဆံနှစ်တကွာစုတေသော စာယာပြမဘုံဘဝအတီးတီးတို့ရောက်နိုင်မည်ဖြစ်ပါသည်နံပါတ်1လောက၌အခြေနေပေတုံးမလုတ်လျင်အဟောတိကံဖြစ်သွားမည်စသည်ဖြင့်ပြောဆိုကြရာယင်အဟောတိကံဤအဘိဓမ္မာတဘာဝကိုရေးပြ၍အမြဲမပြတ်ပြုလုပ်နေသောအစိဏကံရှိပါလျက်အတဏကံကအရှိဥစွာမိတို့အကျိုးပေးနိုင်ပါသည်။ဥပမာတွင်၍ရှင်းလင်းပြဆိုပါ အဟောတိကံဤအဘိဓမ္မာတပါဝအကျိုးပေးပြီးလဲမဟုတ် ပေးစဲလဲမဟုတ်ပေးလက်တန့်လဲမဟုတ်ကံတိဖြစ်ပြီးပြီဟုဆိုရတော့ကံမိ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 ဤအကျိုးပေးရာကာလကို လွန်၍ဒိဋ္ဌဓမ္မဝေတနိယကံဥပပစ္စယဝေတနိယကံနှစ်ခုတည်း၎င်း တန္တရာ၌ဖြစ်ခြင်းပြက်လက်တော်အပရာပရိယဝေတနိယကံသည်၎င်းအချိုးမပေးသောသောစေတနာခုနှစ်ခုတို့သည် အဟောတိကံမြီဤအစိဏကံရှိပါလျက်အတဏကံကအရှိဥစွာအချိုးပေးနိုင်ပုံနွားချံတစ်ခုတို့ နွားအပေါင်းကိုတွင်းသောအခါအင်အားရှိသော နွားလာတို့သည် အလျင်ဝင်သွား၍အားမရှိသော နွားအိုကြီးမှနောက်မှဝေရသဖြင့် အแทမရောက်ပဲအဝတွင်အယဤနည်းနဲ့ထွက်တော့အခါနွားအိုကြီးမှအင်အားမရှိတော့လဲဆောင်းဝနှင်းနီ၍အလျင်ထွက်ရတကဲ့သို့ဂရုကံမှတာပါအာကြီးတော့အစိမ့်ကံပင်ရှိတော့လဲအာနေတော့အတဏကံဒီအာပင်နေတော့လဲပေကာနီကာလ၌ပြုလောက်အပ်တော်ကြောင့်နိကတိအာလျောစွာ ရှေးဥစွာ အကျိုးကိုပေးပါသည်နံပါတ်3 ကုံတူးဆောင်အဘိဓမ္မာတင်ဒန်းဖို့ချတော့တင်ဒန်းစရာဤကုတုစေတနာသည် အပေပုံညကရိယာဝတ္ထုတွင် ပါဝင်ပါသည်နိဖြစ်ဆိုပြီးလျင် အမျှဝေခြင်းတာရုခေါ်ခြင်းတို့သည်ဒါနသီလဘာဝနာ သုံးမျိုးတို့တွင် အပေအရာ၌ပါဝင်သေးသည်ကိုလည်းစီစစ်ပြပါအပြစ်မရှိသောအတ္တစသည်ကိုတင်ပြပို့ချညွှန်ကြားကြောင်းဖြစ်သော စေတနာကိုလည်းဤဓမ္မတ ဣတမတိတနာ၌ပင်ဒီကာဆရာတွင်းယူထားသောကြောင့်ဂုံတူးဆောင်အပိတမတင်တန်းပို့ချပေးသောတင်တန်းဆရာဤကုတုစေတနာသည်ပုံရကရိယာ၁၀ပါးတွင်ဓမ္မတိတနာ၌ပါဝင်ပါသည်အမြဝေခြင်းဒါရုခောခြင်းတို့သည်ဒါနတိလဘာဝနာ၃မျိုးတို့တွင်ဒါနတွင် ပါဝင်ပါသည် စီစစ်ပြရသော ဒါနလည်းအိတ်တာမစ္ဆေယတို့ဤဆက်ကျင်ဘက်အမျှဝေခြင်းသာရုခေါ်ခြင်းတို့လည်းအိတ်တာမစ္ဆေယတို့ဤဆက်ကျင်ဘက်ဤတို့ဆက်ကျင်ဘက်ခြင်းသူဒီဖြစ်၍သူသောလက္ခဏာရှိသောကြောင့်အမျှဝေခြင်းပဋိဒါနသာရုခေါ်ခြင်းပတ္တာနုမောတနနှစ်ပါးတို့သည်ဒါနတွင်ပါဝင်ပါသည်နံပါတ်၄ လူပုပ်ကိုများကွယ်လွန်ပြီးနောက်9ရက်ဆင့်မှမိမိအိမ်ပေါ်မှဆင်း၍ဘဝအတင်း၌ဖြစ်ရသည်ဟု ယူဆသောအန္တရာဘာဝဝါဒမမမအဘိဓမ္မာအမြင်ဖြင့်ဆွေးနွေးတင်ပြပါ လူပုပ်ကိုများကွယ်လွန်ပြီးနောက်9ရက်ဆင့်မှမိမိအိမ်ပေါ်မှ စေ၍ဘဝအသစ်၌ဖြစ်ရသည်ဟုယူဆသောအန္တရာဘဝဝါဒမမှန်ပါအဘိဓမ္မာသဘောအရအနန္တရပစ္စည်းဖြစ်သောသုတိစိတ်ချုပ်ပြီးနောက်သုတိစိတ်ဤအခြားမဲ၌ဓမ္မကာလခြားခြင်းမရှိဘဲအနန္တရပစ္စယုတ်ပံဖြစ်သောပဋိသင်္ဍိစိတ်ဆက်တိုက်ဖြစ်သောကြောင့်ဖြစ်ပါသည်ဘုန်းစင်3နံပါတ်1 ုံ37ဖြစ်နေကြသောတတဝါများတွင် လူဟုသောဝဟာရနှင့်ပတ်သက်၍တင်ညာစွမ်းသမျှဆွေးနွေးတင်ပြပြီးလျင် လူနှင့်တူ၍လူဟုခေါ်ရသည့်ပုဂ္ဂိုလ်တို့ကိုလည်းထောက်ပြပါ လူဟုသည်တတိယယင်သူဤအဖြစ်ဗြဟ္မစရိယအားယဟန်ပစင်ပြုခြင်းငါလျောက်ပတ်သည်အဖြစ်အစရှိသောဂုံအစုတို့ဖြင့်မြင့်မြတ်သောစိတ်ရှိသူကိုဆိုလိုပါသည်အဘယ်ကြောင့်ဆိုသောလွန်ကဲသောတတိပညာအံကုံအထူးရှိသောဖရာရှင်စသည်တို့မှလည်းလူသားပင်ဖြစ်သောကြောင့်ဖြစ်ပါသည် ဤ၌သဗုဒိတ်ကျောနေလူများကိုမုတ်ချရ၏လောကီတရာကျန်းစရာတို့အလိုကကဘာဦးအခါကမနုအမည်ရှိသောအဆစွာသောမင်းဤသားသမီးများဖြစ်ကြသောကြောင့်မနုဿလူမြည်သည်ဟုဆိုကုန်၏လူနှစ်တူ၍လူဟုခေါ်ရသည့်ပုဂ္ဂိုလ်တို့မှာ အယံကျုံးငယ်၌နေသောလူများ စပူဒိတ်ကျွန်းကြီးမှတပါးသော ကျွန်းကြီး၌နေသောလူများကိုကစပူဒိတ်နေလူများနှင့်အစင်းအသွင်ပြင်စသည်တူသောကြောင့်တတိတူပစာအဖြစ် လူဟုပင်ခေါ်ရပါသည်နံပါတ်2 လူသားတယောက်ကိုမျက်မမြင်ဒုက္ခိတဘဝရောက်အောင်မြေသူကဖန်ဆင်းပေးလိုက်ပါသည်။စီစစ်ပြ၍ယခုကာလလူတက်တန်တတ်မှတ်ချက်ကိုတည်မြီတို့နားလည်ပါသည်။ဖြေဆိုပါလူသားတယောက်ကိုမျက်မမြင်ဒုက္ခိတဘဝရောက်အောင်မြေသူတစုံတယောက်ကမျှဖန်ဆင်းပေးခြင်းမဟုတ်ပါထိုသူပြုခဲ့သောကံကသာဖန်တီးပေးပါသည်။ တိကျစွာစီစစ်ပြရသော လူဘဝပฏิတန်ဒီအကျိုးကိုပေးခွင့်ရသောကုတုကံသည်ပြုလုပ်ခဲ့စဉ်အခါကဒွိဟိတ်ဩမက ကုတုမျိုး ဖြစ်ခြင်းကြောင့်သာအဟိတ်ကုတလဝိဘက်ဥပိ္ခာတန်ဒီရဏစိတ်ဖြင့်ပฏิတန်ဒီနေသောအဟိတ်စစ္ဆန္ဒပုဂ္ဂိုလ်ဖြစ်ရခြင်းမျက်မမြင်ဒုက္ခိတဘဝရောက်ရခြင်းဖြစ်ပေသည် ယခုကာလလူတတ်တန်းတတ်မှတ်ချက်လူတို့ဤတတန်းပိုင်းခြားကိုအတိအကျတတ်မှတ်၍မရနိုင်ပါလူတတ်တန်းကို85နှစ်တန်းစသည် ဆိုခြင်းမှာအသက်တမ်းမြဲသည်ကို ပြခြင်းမဟုတ်ခမန်းအပ်သောအသက်အတိုင်းရှိတာဖြစ်ပါသည်အဘယ်ကြောင့်ဆိုသော ကန်တာလျင်ပမာဏဖြစ်တော်ကြောင်းလူတို့မှလည်းတခါတရံအတင်ချီအသက်ရှိ၍တခါတရံဆယ်နှစ်မြန်အသက်ရှိကြပါသည်ထို့ကြောင့်လူတို့ဤတတန်အပိုင်းခြားကိုအတိအကျတတ်မှတ်၍မရနိုင်ပါနံပါတ်3အလေးကတူပြူ၍ဆောင်ရွက်ပါစသည်ဖြင့်တွင်ကျယ်နေသောနိစဉ်သောဝဟာရဤစင်သက်ခဲ့ရာ အဘိဓမ္မာဝဟာရတွင်ကရုကံအကြောင်းကိုရေးပြ၍ယင်းကံဤအကျိုးပေးပုံကိုလည်းဖြေဆိုပါကရုကံဟူသည်တပါသောကံများမတားမြင်နိုင်ဘဲသုတိဤအခြားမဲ့၌အကျိုးပေးနိုင်သော အလွန်အပြည့်ကြီးအလွန်အ ాను ဘော်ကြီးသောကံကိုဆိုလိုပါသည်ကရုကံအယအကုသိုလ်အရာ၌ပင်စာနန္တရိယကံ၅ပါးနတ္ထိကဒိဋ္ဌိအဟေတုကဒိဋ္ဌိ อากริยาได้ที่หูดอนนิยตามไม่สาได้ที่แกมยากูละกาวกู้ตัวอาญานายไม่ให้ก้าแกงกูละกาวอยู่ยาบานนี้กรรูกแกอจูปีโปอัตนาการซาตอกันดีชีต่อเลอันเนงเงต่อยีกูล้วมูอยู่ตัวต่อจีสวาตอยีอเลี้ยงแก่ตัวทูกรรูกันติตาเลอัตนาการซาตอกันรูกู လွမ်းမိုးရွေးရှိဥစွာအကျိုးပေး၏မဟေကောကံဒီဆိုင်ရာပြမပုံ၌အကျိုးပေး၍အာကုအကုတုကရုကံဒီအဝေစီငရေတို့၌သုတိဤအခြားမဲ့၌ဤကံအကျိုးပေးပါသည်နံပါတ်၄ဒုတဝါဤလုံးလပယောကကြောင့်မတည်နိုင်သောပုဂ္ဂိုလ်တို့ကိုဖြေဆို၍ တတဝါတို့ဘဝကူပြောင်းဘုံတဘာဝကိုတစိတ်တုံးရိုက်နှက်သည့်ဥပမာပြ၍ရှင်းလင်းရေးသားပါတူတပါဤလုံးလပယောကကြောင့်မတည်နိုင်သောပုဂ္ဂိုလ်များအချို့သောငရဲသူမြောက်ကျွန်းသူဘုံမဆိုးနှမတပါသောနတ်များအချို့သောပြမာများမဲ့ပုဂ္ဂိုလ်လေးဦးမြတ်စွာဘုရား ဘဝကူးပြောင်းပုံတဘာဝကိုတစိုက်တုံးရိုက်နှက်သည့်ဥပမာဖြစ်ပြရသောတစိုက်တုံးရိုက်နှက်ရာ၌စကူရွက်ပေါ်ထင်လာသောတစိုက်အမှတ်သာသည့်မူလတစိုက်လည်းမဟုတ်မူလတစိုက်နှစ်ကင်း၍စကူပေါ်ထင်လာသည်လည်းမဟုတ်တကဲ့သို့ထို့အတူဘဝဟောင်းမှပရိသန္တိဝိညာဉ်စသောတစုံတစ်ခုသောတရားသည်ဘဝတည်တူပြောင်း၍မဖြစ်ပါ ဘဝဟောင်းကအဝိစာတနာကံဟု ဆိုအပ်သော အကြောင်းတို့နေကင်း၍လည်းဘဝအသေးပဋိသင်္တိဝိညာဉ်မဖြစ်ပါကွန်းစဉ်၄နံပါတ်၁လူသားတို့မှာအတ္တတံအတိတ်ကြသတ်မှတ်ထားမှုရှိနိုင်မရှိနိုင်ရှင်းလင်းတင်ပြ၍မိရေလီတို့ကြောင့်ဤကဘာလောကကြီးပျက်စီးသည့်အခါအဘယ်ပုံများထီအောင်ပျက်စီးနိုင်ကြောင်း တင်တိထားပါသည်နီတတ်မှတ်ပြီဆိုပါလူသားတို့မှာ အတ္တတံအတိကျတတ်မှတ်ထားမှုရှိနိုင်မရှိနိုင်အဖြစ်ကိုမိကွန်းစင်3နံပါတ်5မှာပြန်ကြည့်ပါမိရေလီချောင်းပျက်စီးသောပုံများမိဖြတ်သောအကျိန်၌ပထမဆန်3ပုံထိပျက်စီး၏ရေဖြတ်သောအကျိန်၌ဒုတိယဆန်3ပုံထိပျက်စီး၏လေဖြတ်သောအကျိန်၌ဝေဟဖို့ပုံအောက်အကုန်ပျက်စီး၏ တနီဒုတိယဆန်3ပုံမှအောက်တလျှောက်လုံးမိเจ้าပျက်စီဤတတိယဆန်3ပုံမှအောက်တလျှောက်လုံးရီเจ้าပျက်စီဤစဒုထဆန်ပုံမှဤအောက်တလျှောက်လုံးလီเจ้าပျက်စီဤနံပါတ်2ဘုဒ္ဓဘာသာဝင်တို့သုတေကနိကာလ၌ကုတုကောင်းမှုများအရေးပေါ်ပြုလုပ်တတ်ကြရာယင်းကုတုများသည်ထိုကုတုရှင်အား အကျိုးပြုနိုင်မပြုနိုင်ကိုဥပမာပြရွေးဆွေးနွေးပါရှေးအခါကပြုပြုပြီး၍ဒီကဏီအခါ၌အောက်မေအတောကံတို့မဟုတ်ဒီကဏီအခါ၌ပြုသောကံကိုအတဏကံဟုခေါ်သောကြောင့်สุเตกานิกาละ၌အရေးပေါ်ပြုသောကုတုကောင်းမှုသည် ကုတုအတဏကံဖြစ်၍ကရုကံမရှိကပဋိတန်တိအကျိုးပေးနိုင်ပါသည်ဥပမာ နွားချံတစ်ခုတို့နွားအပေါင်းကိုသွင်းသောအခါအာရှိသောနွားလာတို့သည် အလျင်ဝင်သွား၍အမရှိသောနွားအူကြီးမှနောက်မှဝင်ရသဖြင့်အထဲမရောက်ဘဲအဝတွင်အဲ့ရဤနနဲ့ထွက်သောအခါနွားအူကြီးမှအာမရှိသောလဲခြံဝနှင့်နီး၍အလျင်ထက်ရတကဲ့သို့ကရုကမ္မတပါအာကြီးသောအစိဏကံပင်ရှိသောလဲအာနေသောအတနကံသည် အပင်နေတော်လဲတေခာနိကာလ၌ပြုအပ်တော်ကြောင့်နိကတိအာလျောစွာရှိဥစွာအကျိုးကိုပေးပါသည်နံပါတ်3ပညာတကွန်ထူနိုင်သည့်လူရေချွန်အာဇာနီဘဝမျိုးရရှိအောင်ဖန်တီးပေးနိုင်သောကုတုဤအတိတ်ပဲကိုအများနာလေပြုလုပ်နိုင်အောင်ရှင်းလင်းပြေဆိုပါ ညာတကွန်ထူနိုင်သည့်လူရည်ချွန်အာဇဏီဘဝမျိုးရရှိအောင်ဖန်တီးပေးနိုင်သောကုသိုလ်မှာတိဟိဥက္ကဋ္ဌကုသိုလ်ဖြစ်ပါသည် တိဟိဥက္ကဋ္ဌကုသိုလ်ဟူသည် ကုတုပြုစဉ်ကမ္မတကတဉာဏ်နှင့်လက္ခဏာယဉ်၃ပါးကိုစင်ကျင်သောဝိပဿနာဉာဏ်တစ်မျိုးမျိုးပါဝင်သောကုတုသည် အလောဘအဒေါသအမောဟဟိတ်၃ပါးနှင့်ရှင်သောကြောင့်တိဟိတ်ကုတုမြည်၏အကျဉ်ကုတုကို ပြုသောအခါရှေအဖို့နောက်အဖို့တို့၌ကုတုကံတို့သည်ခြံရအဤ နောင်ကာလ၌လည်းအဖန်တလဲလဲမိဝဲခြင်းလိလာခြင်းကိုပြုအပ်၏ထိုကုတုကံသည်ဩက္ကဋ္ဌမိ၏ဤသို့သောတိဟိဩက္ကဋ္ဌကုတုမျိုးပြုလောက်ခြင်းအားဖြင့်ပညာတကွန်းထူနိုင်သည့်လူရည်ချွန်အာဇဏီတိဟိပုဂ္ဂိုလ်ဘဝမျိုးရနိုင်ကြမည်ဖြစ်ပါသည် မိကွန်းစင်ငါနံပါတ်၁ဒုစရိုက်ဆယ်ပါတွင်သူရာပါဏမပါတော့ကြောင့်အယတောက်ခြင်းကိုအပြစ်မရှိဟုယူဆလည်းရင်မှန်ပါမည်လောအကြောင်းပြဖြစ်ဆိုပါဒုစရိုက်ဆယ်ပါတွင်သူရာပါဏမပါတော့ကြောင့်အယတောက်ခြင်းကိုအပြစ်မရှိဟုယူဆလည်းရင်မမှန်ပါအနေကန္တိကကမ္မပဋ္ဌဖြစ်တော့ကြောင့်၎င်း ယတာယုံဟုဆိုအပ်တော်ကမ္မကုံတို့၌မှားယွင်းတော်အကျင့်ဖြစ်၍ကာမိတုမိဆာစာရ၌တွင်းယူပြီးဖြစ်တော်ကြောင့်၎င်းအယတောက်ခြင်းကိုအပြစ်မရှိဟုယူဆလျင်မမှန်ပါ။နံပါတ်2အလှဒါနပြုကြသူငါမြင်တွေ့ရ၌အဘယ်စိတ်ထားဖြင့်တာရုခော်မှပတ္တာနုမောဒနာကုတုရပါသည်နီဖြေဆို၍ယင်ပတ္တာနုမောဒနာသည် ဒါနသီလပါဝနာတို့တွင် အပေ၌အကျုံးဝင်ကြောင်းရှင်းပြပါအလှူဒါနပြုကြသူငါမြင်တွေ့ရာ၌သူတပါးတို့ပေးအပ်မပေးအပ်သောကောင်းမှုကို ဝန်တိုခြင်းမစ္စေယအညစ်ခြင်းမှကင်းသောစိတ်ဖြင့်အဖန်တလဲလဲဝမ်းမြောက်ဝမ်းသာဒါရုခော်မှသာထိုစေတနာသည်ပတ္တာနုမောတနာကုတုမြောက်ပါသည် ယံပတ္တ ानु မောဒနာကုတုတိဒါနတိလပါဝနာတုတွင်ဒါန၌အကျုံးဝင်ပါသည်အကြောင်းမှာဒါနလည်းအိတ်တာမစ္ဆေယတုဤဆက်ကျင်ပက်ပတ္တိဒါနပတ္တ ानु မောဒနာနှစ်ပါးတို့လည်းအိတ်တာမစ္ဆေယတုဤဆက်ကျင်ပက်ဤတို့ဆက်ကျင်ပက်ခြင်းတူတည်ဖြစ်၍တူသောလက္ခဏာရှိသောကြောင့်ဖြစ်ပါသည်နံပါတ်3 သင်္ခါရအကြောင်းကံသည်ယင်းနှင့်တူညီသောသင်္ခါရအကျိုးဝိပက်ကိုသာဖြစ်စေသည်ဟူသောအယူအဆကိုဒီကကြောစရာအပေသူချုပ်မြင်သုံးသပ်ပါသည်ဖြစ်ဆိုပြပါမောရဝါပီအယံ၌တည်င်းသုံးသောမဟာဓမ္မရခိတမထေသည်မျက်နှာလှုပ်သည်ရှိသောခြေမုံပြင်၌မျက်နှာရိပ်လှုပ်တဲ့ကဲ့သို့ထို့အတူ အသင်္ခါရကုတုကြောင့် အသင်္ခါရဝိပတ္တလည်းရင်ဖြစ်ဤတသင်္ခါရိကဝိပတ်မဖြစ်ဤတို့အကြောင်းကံကြောင့်သာလည်းရင်အကျိုးသင်္ခါရကွဲပြားဤဟုအယူဆရှိဤထိုအယူဆကိုဒီကာကျော်စရာရှုမြင်သုံးသပ်ပုံကိုဖြေဆိုရသောဝိပတ်ဤသင်္ခါရအပြာကိုကံကမနမိတ်ကတိနမိတ်ဟုသောအကြောင်းဥဒုဘောစင်စသောအကြောင်းဤအစွမ်းဖြစ်တာအလိုရှိအပ်ဤ ဒါဤအစွမ်းဖြင့်အလိုမရှိအပ်တော့ကြောင့်အတင်္ခာရိကကုတုကံတိတတင်္ခာရိကအကျိုးဝိပတ်ကိုမဖြစ်စေနိုင်စသည်ဖြင့်မိတ်ဆိုအပ်တော့မောရဝါပိအယံနိမဟာဓမ္မရခိတမထေဝါရကို အောက်တန်းချ၍ကေစီဝါရဟု အရှင်အနုရုဒ္ဓဆရာမိတ်ဆိုတော်မူသည်ဟုဒီကာကျော်ဆရာရှုမြင်သုံးတတ်ပါသည်နံပါတ်၄ မရဏတန္တသောမြာတိပရိတန်ဒီအကျိုးကို ပေးနိုင်မပေးနိုင် အကြောင်းပြဖြည့်ဆို၍အပေကံမျိုးကသာပရိတန်ဒီအကျိုးကို ပေးနိုင်သည်ကိုလည်းတိတယုံဖြည့်ဆို့ခဲ့ပါမရဏတန္တသောမြာတိပရိတန်ဒီအကျိုးကို မပေးနိုင်ပါ အကြောင်းမှာမရဏတန္တသောတုသည်စီပူအပ်သောအဖြစ်မရှိသောကြောင့်၎င်း တဏှာဖြစ်မတရားအတော်ကြောင့်၎င်းပဋိတန်တွေအကျိုးကိုမပေးနိုင်ပါသို့တော့အာယုံကိုကထင်စေနိုင်သည်သည်ပဋိတန်တွေအကျိုးကိုပေးနိုင်သောကံစေတနာသည်တိအဖံဖန်စီဘူးအပ်သောအတိဝနာထောက်ပံ့ကိုရခြင်းနှစ်ဏိကန္တိတဏှာဖြစ်တာရခြင်းသုံးမနောဒွာရိကသောဖြစ်၍အရှိခြင်း ဤအချက်၃ချက်ဖြင့်ပြည့်စုံသောကံမျိုးဖြစ်ရပါမည်။